ဒီမြေကပယံကိုဘာလို့ကောက်ယူလေးတွေနဲ့အစီကြီးရက်ပြီးတော့အုပ်ထားလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ကိုရီးယားမှာကတော့ဒီလိုတောင်ကုန်းတောင်တန်းတွေကိုဆက်ရန်တရားတွေနဲ့ဖြူပြီးတော့လူစလူအသုံးချကြပါတယ်။ဒါကတော့ကိုရီးယားနိုင်ငံရဲ့အဝေးပြေးလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပါတယ်။သူတို့နိုင်ငံမှာတော့လမ်းကို level အညီဖောက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့မြင့်နေတဲ့တောင်ကုန်းတွေကိုဖြူပါတယ်ပြီးရင် နေနေတဲ့ခြံဝန်းနေတဲ့ကိုဖို့ပါတယ်ပြီးလို့ရှိရင်အထက်ကုမ္ပဏီကနေပြီးတော့လာစစ်ပါတယ်သူတို့စိတ်ကြိုက်အမားခံနိုင်တဲ့အနေအထားရှိပြီဆိုမှနောက်တစ်ဆင့်ကိုထပ်ပြီးတော့ဖို့ခွင့်ရှိပါတယ်တစ်ဆင့်တစ်ဆင့်ချင်းဖို့ရတာဖြစ်ပါတယ်ဖြိုပြီးသားမြေကပြန်နေကိုလည်းသိချာထိမ့်သိမ့်ပါတယ်အခုဆိုဟိုးဝေးမှာအစိမ်းရည်တွေနဲ့ဖျန်းနေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအကြီးထဲမှာဆိုလို့ရှိရင်တော့မျိုးစီတွေမျိုးစာတွေစုံစုံလင်းလင်းပါပါတယ် ါကတော့ဆော့ဆော့ကအစိမ့်အီတွေဖျန်းထားတဲ့နေရာကို ရောက်နေတာဖြစ်ပါတယ်။ဈေးဖျန်းပြီးသားနေရာကိုလည်းမိုးရွာတဲ့အခါမှာပါမသွားအောင်လို့ကောက်ရိုးလေးတွေကိုတိချရက်ပြီးတော့အစီအီဖုံးပြထားတာကိုတွေ့ရပါတယ်။တစင်တစင်လောက်သွားတာအပြင်တော်တော်လေးကိုစနစ်ကြပါတယ်ကြည်ရလို့ရှိရင်မျက်စိတဆုံးပါပဲဒီဆက်ယုံနေမှာမဟုတ်ဘူးကိုရီးယားမှာဘယ်နေရာကြည့်ကြည့်လုပ်ငန်းခွင်တွေကအရန်ကိုစနစ်ကြနေတာကိုလေ့လာတွေ့ရှိရပါတယ် ခုဆိုရင်မျက်စိတစ်စုံပါပဲဒီလိုပါပဲကိုရီးယားရဲ့ဘယ်လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ဖြစ်ဒီလိုမျိုးတွေလောက်တာကိုတွေ့ရပါတယ်သူတို့ကစောက်ဆရာရှိတာကိုလည်းသိရှာစောက်တယ်ပဝင်းချင်းကိုလည်းတကယ်ထိမ့်သိမ့်ပါတယ်အော်ဒီနေရာကတော့နည်းနည်းလောက်ပြီးတော့ကြာသွားတဲ့နေရာဖြစ်သွားတယ်ဒီကောက်ရိုးလေးတွေကြားနေပြီးတော့အပြင်လေးတွေအစီအစီပေါက်လာပြီပေါ့နော်ဒီလိုပေါက်လာခြင်းအဖြစ်မြေပြိုမှုကိုထိန်းနဲ့သဘောနဲ့လောက်လာတာဖြစ်ပါတယ် ိုရီးယားမှာကတော့ဘယ်နေရာကြည့်ကြည့်အတူတူစရာလိလာစရာတွေကြည့်ပါပဲအခုလိုလှုပ်လှဆအပင်နေဆိုင်လို့မရသေးတဲ့နေရာတွေဆိုလို့ရှိရင်လေဒီပိုက်ကွန်အစိမ့်နေနဲ့အုပ်ထားပါတယ်မြေပြူရာတို့ဂဲလိမ့်လာတို့မဖြစ်အောင်လို့ဒီချာလှုပ်ထားတာဖြစ်ပါတယ်မိုးရွာလို့ရှိရင်မြေပြူမှာအရန်စိုးရင်ရတဲ့နေရာတွေဆိုလို့ရှိရင်တော့အခုလိုမိုးကာတွေအုပ်ထားတာဖြစ်ပါတယ်။ဒီနေရာတွေဆိုတောင်ပေါ်အမြင့်ကြီးနော်မိုးကာတွေအုပ်ထားတာပါ။ ဒီ site တစ်ခုလုံးမှာတောင်ကပင်အမြေလွတ်တွေမရှိအောင်လို့တိချလေးကိုလုပ်ထားတာဖြစ်ပါတယ်။ဒီမိုးကောင်အုတ်တာတွေပိုက်ကုံ အုတ်တာတွေကတော့နိုင်ငံခြားသားတွေရဲ့လက်ရာတွေပဲဖြစ်ပါတယ်။အော်ကိုရီးယားရဲ့လမ်းလုပ်ငန်းခွင်တွေမှာမြေကြီးတွေကိုဘလို့ထိမ့်သိမ်းလဲဆိုတာကိုဘုသူရအနေနဲ့ပြောပြရတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တော်တော်များကတီဗီသားဆိုပေမဲ့မတီသေးတဲ့သူတွေဘုသူရရရှိကြပါစေ။ နောက်ထပ်လည်းဘုဒ္ဓရရလေးတွေကျုံရင်ကျုံသလိုရိုက်ပြီးသွားပါဦးမယ်လို့